အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်ဇူလိုင်လ1ရက်နေ့ရဲ့မွန်းတက်12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေသင့်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ရွေးကောက်ပွဲဝင်လို့တဲ့စစ်ဘက်အရက်ဘက်အရာရှိကြီးတွေစီးရင်ကိုမင်းအောင်လှိုင်ကတောင်းခံထားပြီးချက်ဖို့ပါတီနဲ့ချိတ်ဆက်ရမယ်လို့ပြောဆိုလာပါတယ်ဆက်ရှင်ကောင်စီကကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေက လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်တယ်ဆိုပြီး NGO ဘက်ကတော့ပြောလာပါတယ်။အရာဝတီတိုင်းကရေကြီးနဲ့လေးမျက်နှာမှာရှိတဲ့ကျေးရွာတွေကိုအချမ်းဘတ်စစ်ရှုံးကောင်စီတပ်ကလေကြောင်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ၉ဦးထိသေဆုံးပြီး20ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။နိုင်ငံငွေ PML လို့ကုမ္ပဏီ200နီးပါးကိုစစ်ရှုံးကောင်စီကအမိမဲစင်းရင်သွင်းလိုက်ပြီးအဲ့ဒီထက်မှ VGF ကောင်းဆောင်စောချစ်သူပိုင်တဲ့ကုမ္ပဏီလေးပါဝင်နေတာကိုတွေ့ရပါတယ်ခင်ဗျာ။ ဂါဇာကလူစီကားရကဖေးကိုအစ္စရေးကဘုံကျဲရမှာလူ20ကျော်သေဆုံးပါတယ်ဒီသတင်းတွေနဲ့တူဒီကနေ့မွန်တဲ12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုနားဆင်ရမှာပါခင်ဗျာပရမဇုံသတင်းတပုတ်အနေနဲ့ဂျမတ်စရှုံးကော်စီကမကြမီကျင်းပဖို့ရှိနေတဲ့ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မှုဆန္ဒပြုလို့တဲ့စစ်ဘက်နဲ့ရပ်ဖက်အရာရှိကြီးတွေရဲ့စီရင်ကိုစစ်ကောင်းဆောင်မင်းအောင်နိုင်က တောင်းဆိုထားတယ်လို့သိရပါဗျာ ွေကောက်ပွဲဝင်ဖို့ဆန္ဒပြသူတွေဟာလက်ရှိရာထူးတာဝန်တွေကအနားယူရမှာဖြစ်ပြီးရွေးကောက်ပွဲအတွက်ချက်ဖို့ပါတီနဲ့ချိတ်ဆက်ဆောင်ရွက်ပြီးတော့လုပ်ကင်ရမယ်လို့သိရပါတယ်။အရက်ဘက်မှာလည်းလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ကြီးတွေဒုဝန်ကြီးတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေအနေနဲ့လည်းရွေးကောက်ပွဲမှာပါဝင်ဖို့ဆန္ဒပြုလိုတာရှိမရှိသဘောထားဆန္ဒရယူပြီးတော့စည်ရင်းပြုစုတင်ပြနေခိုင်းနေတယ်လို့သိရပါတယ်။ရေကောက်ပွဲမှာပါဝင်မှုဆန္ဒရှိရင်မိမိကိုယ်တိုင်ဆန္ဒပြုလို့ရပါတယ်တက်မတော်ဗိုလ်ချုပ်ကြီးတွေအပြင်အရန်အင်အားစီးရင်ဝင်ဗိုလ်ချုပ်တွေအထိ သဘောထားဆန္ဒစရင်တောင်းတယ်လို့သိရတယ်။အရက်ဘက်မှာလည်းလက်ရှိဝန်ကြီးတွေဒုဝန်ကြီးတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေလည်းရွေးကောက်ပွဲအတွက်ပါဝင်ခြင်းရင်ဆန္ဒပြုလို့ရပါတယ်ဆိုပြီးသဘောထားဆန္ဒတောင်းထားပါတယ်ဆိုပြီးနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကအခြေအနေကိုပြောပြပါပါတယ်ခင်ဗျာ။မြောက်လိုင်းက2022ခုနှစ်အော်တိုဘာလအတွင်းမှာဦးသိန်းစိန်ခန့်အပ်ခဲ့တဲ့ကျန်းဖို့ပါတီဥက္ကဋ္ဌတန်းထေးကိုဥက္ကဋ္ဌရာဒုတော်ဝန်ကနေနှုတ်ထွက်စေဖို့ဖိအားပေးခဲ့ပြီးသူ့ရဲ့လူယုံခင်ကြီးကိုဝင်းကြီးတော်ဝန်ကနေအနာပေးကကျန်းဖို့ပါတီဥက္ကဋ္ဌဖြစ်နေတဲ့ ခံခဲ့တာဖြစ်ပါတယ်။ဒါပြင်2022ခုနှစ်အော်တိုဘာလ28ရက်နေ့ကျပ်ဖတ်ပါတီဒုတိယဥက္ကဋ္ဌအဖြစ်နဲ့ဒုဗိုလ်ချုပ်ကြီးမျိုးစော်သိန်းကိုလည်းခံခဲ့ပါတယ်။ကျပ်ဖတ်ပါတီတွင်းမှုအဖြစ်နဲ့ဗိုလ်ချုပ်ဟောင်းတောင်းအေးကိုလည်းမြောင်းနိုင်ကခံအပ်စေခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးကိုလည်းကျပ်ဖတ်ပါတီရဲ့ဗဟိုအလုံးမှုဆောင်တဲ့နိုင်ငံတကာရေးရာကော်မတီတာဝန်ခံဖြစ်တဲ့အတွင်ပြောင်းပြီးစစ်ဘက်ရာထူးတာဝန်ကနေကျပ်ဖတ်ပါတီကိုပြောင်းရွှေ့စေခဲ့တာပါ လက်ရှိကျောက်ဖော့ပါတီရဲ့ဗိုလ်အလုံးမှုဆောင်ကော်မတီမှာမြောက်လိုင်းရဲ့လူယုံတွေကထိပ်ပိုင်းရာထူးကြီးတွေကိုသိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။မြောက်လိုင်းကလာမယ့်ဒီဇင်ဘာ2026ခုနှစ်မှာဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုလေးဘက်ကြားပြုလုပ်မှာဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုထားတာကိုတွေ့ရပါတယ်ခင်ဗျာ။အကြမ်းဖက်စစ်ရှုံးကောင်စီကကျင်းပဖို့ဆိုင်းပြင်နေတဲ့အထူးရောင်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေဟာလူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေးပါတီတွေဖြစ်ကြောင်း မြန်မာညရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်ဒီကနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်မှာဦးနေဖုံးလက်ကအခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီတရားမဝင်တွေ့အောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုပြေလည်စေမဲ့ထွက်ပေါက်မဟုတ်ပါဘူးဒေါ်လာရင်းအင်အားစုတွေအနေနဲ့လည်းမိမိတို့ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ Federal Democracy Brain ညာနဲ့နိုင်ငံရေးလမ်းပြမြေပုံတို့အတိုင်း ဆက်လက်ရည်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူလူထုတရက်လုံးအနေနဲ့လည်းအကြမ်းဖက်ဆေးဥစုကပြုလုပ်ဖို့ကြိုးစားနေတဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲဝိုင်းဝန်းစန့်ကျင်ကြဖို့တိုက်တွန်းလိုပါတယ်။အကြမ်းဖက်ဆေးဥစုဟာတရားမဝင်အတုရောင်ရွေးကောက်ပွဲမလုပ်ခင်မှာအတုရောင်ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုကိုလည်းပုံဖော်လှုပ်ဆောင်လာတာတွေ့ရပါတယ်။အကြမ်းဖက်ဆေးဥစုဟာထောက်ခံသူလူတစုနဲ့အတူ ငញ្ញရည်ဆိုတဲ့စကားလုံးကိုလူကြားကောင်းုံသုံးပြီးဟန်ပြဆွေးနွေးပွဲတွေလုပ်နေချိန်မှာပဲတစ်ဖက်မှာလည်းပြည်သူလူထုအပေါ်ရရက်ဆက်ဆက်နှင်းပန်းနှိပ်စက်တက်ဖြတ်မှုတွေကိုဇက်တိုက်ဆိုသလိုကျူးလွန်နေတာဖြစ်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာသခိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဂျွန်လ20ရက်နေ့အတွင်းငလျင်တန်တင့်ဒေသတွေအပါအဝင် နိုင်ငံတကာတလျားမှာဒေသောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း982ကြိမ်ကျူးလွန်ခဲ့ပြီးတော့ ဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးနဲ့ကလေးသူငယ်တွေအပါအဝင်အရသာပြည်သူ608ဦးတေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူ1308ဦးရှိခဲ့ပါတယ်။ဂျမားရေးစောင့်ရှောက်မှုပေးရတဲ့အဆောက်အဦတွေနဲ့စာတင်ကြောင်းတွေလည်းဖျက်ဆီးခံခဲ့ရပါတယ်။ဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေရဲ့တရားခံအရင်းအမြစ်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ခြုံငင်းရေးကသာလျှင်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုဆောင်ယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုတရက်လုံးရော နိုင်ငံတကာအဖွဲ့အစည်းတွေကရောအကြမ်းဖက်ဆဲအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအပါအဝင်အတူရောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဒီလုပ်ငန်းစဉ်တွေမှာပါဝင်နေကြသူတွေအားလုံးကိုတော်လှန်ဆန့်ကျင်ကြဖို့တိုက်တွန်းနှိုးဆော်လိုပါတယ်။အကြမ်းဖက်စစ်တပ်ဟာဆဲယုံတွေဆေးပေးကွန်းတွေကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်စွန်းမိုးထိန်ချုပ်နယ်မြေတွေမှာပြည်သူလူထုကိုဘေးကင်းတဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့မြို့သားညွရေးအစိုးရရဲ့ကျန်းမာရေးဝန်ကြီးဌာနက Safe Hospital Safe Hegel campaign ကိုပြုလုပ်ခဲ့ပါတယ်။ဒီ campaign ဟာရည်မှန်းထားတဲ့ပမာဏထက်များစွာကျော်လွန်ရရှိခဲ့ပါတယ်။ဒီအတွက် ပါဝင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်။လက်ရှိအချိန်မှာစေယုံအချို့ကိုစတင်ပြီးတော့စောက်လုံနေပြီဖြစ်ကြောင်းလည်းအသိပေးလိုပါတယ်။မြို့သားညွေဆိုရပညာရေးဝန်ကြီးဌာနအနေနဲ့စုံမထင်းချုပ်နယ်မြေတွေအတွင်းဖွင့်လှစ်တင်ကြားနေတဲ့အကြောင်းတွေကို ဘေးရန်နဲ့အကင်းရှင်ရေးအစီအမံတွေဆောင်ရွက်နေစဉ်အတွင်းခိတယာယီရန်နာထားဖို့ညွှန်ကြားချက်အမှတ်တင့်မြင့်ဆောင်2025ကိုထုတ်ပြန်ပြီးညွှန်ကြားခဲ့ပါတယ်။ကျောင်းခွင့်ရာသီမှာကျောင်းသူကျောင်းသားတွေရဲ့ပညာသင်ကြားခွင့်ကိုမဆုံးရှုံးစေဖို့အတွက်စာသင်ကျောင်းတွေမှာဘေးရန်နဲ့အကင်းရှင်ရေးအစီအမံတွေဆောင်ရွက်လျက်ရှိပါတယ်။ဆောင်ရွက်ပြီးစီးမှုအခြေအနေတွေပေါ်မူတည်ပြီးကျောင်းတွေပြန်လည်ဖွင့်လှစ်နိုင်မှုကိုလည်းစီစဉ်ဆောင်ရွက်နေပါတယ်။ကျောင်းသူကျောင်းသားတွေဘေးရန်နဲ့အကင်းရှင်စွာပညာသင်ကြားနိုင်ရေး ဘေကင်းလုံုံနဲ့စာသင်ကျောင်းတွေဆောက်လုပ်နိုင်မှုအတွက် safe school safe education ရမွန်ဝေရှာဖွေရေးအစီအစဉ်တစ်ခုကိုလည်းမကြခင်မှာပြုလုပ်သွားဖို့ရှိပြီးတော့ထပ်မံပူးပေါင်းပါဝင်ပေးကြဖို့လည်းမေတ္တာရက်ခံဖိတ်ခေါ်လိုပါတယ်။နောက်ထပ်သတင်းကြောင်းရာကတော့ပြည်သူကိုနေ့စဉ်မပြတ်တပ်ဖြတ်နေတဲ့ချမ်းဖတ်စစ်ရှုံးကောင်စီရဲ့လို့ရပါ ARD တိုင်းထဲမှာပြည်သူ၉ဦးအထိကိုတပ်ဖြတ်ပြီး၂၀ဦးကျော်ဒဏ်ရာရထားတယ်လို့သိရပါတယ်။သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာ။ ရာဝတီတိုင်းရေကြီးမြို့နယ်နဲ့လေးမျက်နှာမြို့မှာရှိတဲ့ကျေးရွာတွေကိုဂျမတ်စစ်ချုံးကောင်စစ်တပ်ကလေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်မှုအတွင်းမှာပြည်သူ၉ဦးသေဆုံးပြီး၂၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မေလ၁၅ရက်ကနေဂျွန်လ၃၀ရက်နေ့ထိရေကြီးမြို့နယ်ခြေဆိုင်အာမဒ၃44တပ်စခန်းနဲ့ရေကြီးမြို့နယ်လေးမျက်နှာမြို့နယ်တို့မှာရှိတဲ့အဂျမတ်စစ်တပ်စခန်းတွေကစစ်ချုံးကောင်စစ်တပ်သားတွေကပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုလေရင်ဒရုန်းစက်တက်လေးထီး လက်နက်ကြီးဒီမီးလောင်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အကြမ်းဖက်ဆစ်ရှုံးကောက်စီတပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာလေးမျက်နှာမျိုးနွယ်မှာရှိတဲ့လဲခုံကြီးရွာ၊စောပြရွာ၊ဂွေးပင်တော့ရွာ၊တုံးတော့ရွာ၊ရှမ်းကွင်းရွာနဲ့စစ်တလုံးတောင်စီဒီအောက်ခြေမှာနေထိုင်တဲ့အသက်50နှစ်အရွယ်ဒေါ်ချိုမာဦးအသက်59နှစ်အရွယ်ဒေါ်မြင့်မြင့်တန်းအသက်80နှစ်အရွယ်ဒေါ်ဇီးကွက်အသက်55နှစ်အရွယ်ဒေါ်ခင်စိန်ဝင်း အသက်၁၀နှစ်အရွယ်မောင်အောင်ရဲသူအသက်၁၈နှစ်အရွယ်မောင်ချစ်ကိုကိုအသက်၈၅နှစ်အရွယ်ဦးချစ်အသက်၂၈နှစ်အရွယ်ဦးကျော်စင်ထက်နဲ့အသက်၂၀နှစ်အရွယ်ကိုဖြိုးကြီးတို့တည်ဆုံးခဲ့ရတာဖြစ်ပါတယ်တည်ဆုံးခဲ့ရသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလင်းငယ်တွေလည်းပါဝင်နေတာကိုတွေ့မြင်ရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပို့ကုန်တင်ပို့ရာကနေရတဲ့နိုင်ငံခြားငွေကိုမြန်မာဘဏ်အကောင့်ငွေစည်ရင်းတွေကိုပြန်မသွင်းလို့ဆိုပြီးစစ်ရှုံးကောင်စီကပို့ကုန်သွင်းကိုကုမ္ပဏီ198ခုကို blacklist အမိမဲစည်ရင်းသွင်းကြောင်း ကြေညာလိုက်ပါတယ်အမီမဲစင်းထဲမှာအဲ့ဒီကုမ္ပဏီ198ခုနဲ့အတူဒါတာဖွဲ့ဝင်တွေပါပါဝင်တယ်လို့သိရပါတယ်စစ်ကြောကောင်စီရဲ့ဒီအမီမဲစင်းထဲမှာကရင်နေသားဆောင်တဲ့ BG ရဲ့ခေါင်းဆောင်ဗမုကြီးစောချစ်သူပိုင်းနဲ့ဗဟန်မျိုးကချင်းလင်းမြိုင်တိုတာကုမ္ပဏီလဲပါဝင်တာကိုတွေ့ရပါတယ်ဒီကုမ္ပဏီမှာဗီဂျက်ကောင်းဆောင်ဗမုကြီးစောချစ်သူတာနဥဖြစ်သူစောထူအမူစောချစ်ချင်းနဲ့တမိဖြစ်သူ နန်းနင်းနန္ဒာအေရိုဒိုင်တာဖြစ်ပါသလို PGF ဒူခေါင်းဆောင်စောမင်းမင်းဦးလေပါဝင်တာကိုတွေ့ရပါတယ်စစ်ချုပ်ကောင်စီဟာပုတ်ကုန်တင်ပို့ရာကနေရတဲ့နိုင်ငံခြားငွေတွေကိုမြန်မာနိုင်ငံထဲကဗန်နီတဲကိုမပြတ်မကွက်ထည့်သွင်းရမယ်ဆိုပြီး2023ခုနှစ်အတွင်းကကြေညာခဲ့တာဖြစ်ပါတယ်အာရှနိုင်ငံတွေကိုတင်ပို့နေသူတွေအနေနဲ့ရက်30အတွင်းတခြားနိုင်ငံတွေကိုတင်ပို့နေသူတွေအနေနဲ့ရက်60အတွင်းဗန်စင်းရဲကိုထည့်ဖို့နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုံမှန်တွေနဲ့တင်းကျပ်ခဲ့တာဖြစ်ပါတယ် ငွေစင်းနဲ့ထည့်သွင်းဖို့ပြက်ကွက်သူတွေဟာတနစ်ထက်မပိုတဲ့ထောင်တန်းဖြစ်စေငွေတန်းဖြစ်စေဒဏ်ရာရလုံးဖြစ်စေချမှတ်မယ်လို့ပုံမှန်42ကမှာဖော်ပြထားပါတယ်။စေချုံကောင်စီကအခုထုတ်ပြန်တဲ့စည်ရင်းဟာအာဏာမသိငယ်2016ခုနှစ်ကနေ2020ပြည်နှစ်အတွင်းကငွေစင်းရင်းနေဖြစ်တယ်လို့သိရပါတယ်။စေချုံကောင်စီအပြောအရ2023မှာတမတ်ကာလအတွင်းပို့ကုန်ကရတဲ့နိုင်ငံခြားငွေတွေအားလုံးကိုပြန်အပ်ဖို့တတ်မှတ်ခဲ့ပေမဲ့ပြက်ကွက်ခဲ့တာကြောင့်ပိတ်သိမ်းတာလို့ထုတ်ပြန်ချက်ထဲမှာရေးသားဖော်ပြထားပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတပုတ်အနေနဲ့ထိုင်းပုဂ္ဂလိကဘဏ်တချို့ကမြန်မာနိုင်ငံသားတွေဖွင့်ထားတဲ့ထိုင်းဘဏ်အကောင့်တွေကိုပိတ်ပစ်တာငွေကြေးလဲပြောင်းနိုင်တဲ့ပမာဏကိုကန့်တတ်တာတွေလုပ်ပြီးတင်းတင်းကြပ်ကြပ်ကင်တွယ်လာပါတယ်။အပိတ်မခံရတဲ့မြန်မာနိုင်ငံသားဘဏ်အကောင့်တွေဆိုရင်လည်းပြည်ပကငွေလွှဲလိုက်တဲ့ငွေတွေအကောင့်ထဲရောက်မလာတာနဲ့ပြည်ပငွေလွှဲတာတွေကိုပိတ်ထားတာမျိုးတွေအထိထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ဒါနဲ့မကပဲဘဏ်အကောင့်ပိတ်ခံရတဲ့မြန်မာတွေအနေနဲ့ပိတ်မိနေတဲ့ငွေတွေကို ဗန်ဘက်ကပြန်ထုတ်ပေးတာမျိုးမရှိလို့အခက်ကြုံနေရတယ်လို့ကိုရွေ့ကြုံတွေ့နေသူတွေကပြောပါတယ်။အကောက်ပြန်ဖွင့်ဖို့ဆိုရင်သက်ဆိုင်ရာမျိုးတွေကထိုင်းရဲစခန်းထိသွားရောက်ဖြည့်ရှင်းရမှာဖြစ်တာမလို့မလိုအပ်တဲ့စစ်ဆေးမှုတွေခံရမှာကိုစိုးရိမ်နေကြပါတယ်။ဝေပမာဏများများနဲ့လာစဉ်ဝေဝင်ထွက်အချိန်ရင်းများတဲ့ဗန်ကောက်နေမှတ်ပုံတင်ထားတဲ့ထိုင်းစင်ကတ်ဖုန်းနံပါတ်နဲ့ဗန်ကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကွဲလွဲနေတဲ့အကောက်တွေကိုထိုင်းဗန်တွေကပြတ်မှတ်ထားပြီးတော့ပိတ်ပင်နေတာပါ။ ထိုင်းဆိုရကတော့ထိုင်းမြန်မာနယ်စပ်က online ငွေလိမ်လုပ်ငန်းနဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နှင်းဖို့အတွက်အထောက်အထားမခိုင်မာတဲ့ဘဏ်ကောက်နှစ်သန်းနီးပါးကို2025ခုနှစ်နှစ်စာပိုင်းမှာပိတ်သိမ်းခဲ့တယ်လို့ကြေညာထားပါတယ်ခင်ဗျာနိုင်ငံတကာသတင်းတွေဘက်မှာတော့ဂါဇာကမ်းမြောင်ဒေသမှာသတင်းထောက်တွေနိုင်ငံရေးတကြောလှုပ်ရှားသူတွေနဲ့ဒေသခံတွေမကြာခဏဝင်ထွက်သွားလာပြီးလူစီကားနေလေးရှိတဲ့ပင်လယ်ကမ်းခြေကဖေးတစ်ခုကိုအစ္စရေးလက်တပ်ကဘုံကျခဲ့တာကြောင့်ပါလက်စတိုင်း20ကျော်သေဆုံးခဲ့ရပါတယ်ခင်ဗျာ။ ဂျွန်လ30ရက်နေ့တိုက်ခိုက်မှုအပြီးအပျက်စီးတွေကြားကနေရုပ်လောင်းပေါင်း20ကိုဆွဲထုတ်ခဲ့ပြီးဖြစ်တယ်လို့နောက်ထပ်အသေးပြောက်တွေလည်းတိုးလာနိုင်သေးတယ်လို့ကယ်ဆယ်ရေးတွေကပြောပါတယ်နောက်ထပ်ဒါဇင်တွေနဲ့ချီပြီးတော့မြန်ပြတဲ့ထိခိုက်ဒဏ်ရာရသူတွေကိုလည်းဆေးရုံတွေစီကိုပို့ဆောင်ထားရတယ်လို့ဆိုပါတယ်ခင်ဗျာအဘဂါကဖေးဟာဂါဇာရဲ့ပင်လယ်ကမ်းခြေတနေရာမှာတည်ရှိပြီးကမ်းခြေတစ်လျှောက်မှာရွက်ဖြင့်တဲလေးတွေနဲ့ဒီခင်းအဲ့ခံလေးရှိပါတယ်ဘုံပေါက်ကွဲမှုကြောင့်ကမ်းခြေမှာပကြားအဲ့ကြီးတွေဖြစ်သွားပြီး ဲ့ဒီထဲမှာလဲကယ်ဆယ်ရေးတွေကဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ Hamas ပျောက်ကြားတွေရဲ့လက်အောက်ခံဂါဇာပြည်သူ့ကာကွယ်ရေးအဖွဲ့ကကြေညာထားပါတယ်သူကအင်တာနက်သုံးညင်လို့ကဖေးစီသွားမီတာနည်းနည်းလောက်လိုမှတင်ပြင်းထန်တဲ့ပေါက်ကွဲမှုကြီးဖြစ်ခဲ့တာလို့ဒေသခံရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီတစ်ခုရဲ့ကင်မရာမန် ASLF FF ကပြောပါတယ်ခင်ဗျာအဲ့ဒီချိန်ကကဖေးထဲမှာသူ့ရဲ့လုပ်ဖို့ကိမ်းမက်တွေနေ့စဉ်မြင်နေကြမျက်နှာသစ်တွေအများကြီးရှိနေခဲ့ကြောင်း ဘုံညမှုပြီးမြင်ကွင်းတွေကအနိဋ္ဌယုံနေပြည်နေပြီးနေရာနဲ့မှာတော့သွေးကွက်တွေအလောင်းတွေပြန့်ကျဲနေတယ်လို့အော်ဟစ်တန်တွေစူညံနေခဲ့တယ်လို့ပြောပါတယ်ခင်ဗျာအေဗေကကဖေးဟာဂါဇာမန်အင်တာနက်ထောက်ပံ့ရရှိပြီးစိုက်မာထိုင်ရဲ့အလုပ်လဲလုပ်လို့ရတာကြောင့် journalist တွေတက်ကြွလှရှားသူတွေအဝေးကအလုပ်တွေကိုအင်တာနက်နဲ့ချိတ်ဆက်လုပ်ကိုင်ပေးသူတွေကြားမှာအထူးထင်ရှားပါတယ် Israel စစ်တပ်ကတော့အေဗာကကဖေးကိုဘာကြောင့်တိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး အစ္စရေးဟာပြီးခဲ့တဲ့သတင်းပတ်တုန်းကဂါဇာကမ်းမြောင်ဒေသမှာညလုံးပေါက်လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်တင်လာတာကြောင့်ပါလက်စတိုင်းမိသားစုတွေရာပေါင်းများစွာထပြေးတင်းရှောင်ခဲ့ရပြီးအဲဒီနောက်မှာခုလိုမျိုးကဖေးကိုဘုံကျဲတဲ့ဖြစ်စဉ်ပေါ်ပေါက်လာခဲ့တာပါပြီးခဲ့တဲ့သတင်းပတ်ကမှအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးရင်းကြီးချုပ်ဗင်ဂျမင်နေတန်ယာဟူဟာဟာမတ်စ်တွေနဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးဖို့ညှိနှိုင်းလှုံ့ဆော်နေပြီလို့ပြောခဲ့တယ်လို့ ဟာမတ်စ်တွေကလည်းအပြစ်ရသဘောတူညီမှုရရှိရေးအားထုတ်မှုတွေပိုပြီးတော့အားကောင်းလာတယ်လို့တီချာမတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့သဘောတူညီမှုတစ်ခုခုမရခင်အတော့တွင်းမှာတော့အစ္စရေးဟာဂါဇာမှာပိုပြီးတော့ပြင်းထန်ကြမ်းတမ်းတဲ့စစ်ရေးတိုက်ခိုက်မှုတွေကိုလှုံ့ဆော်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဂါဇာမှာစစ်ပွဲဆက်တင် ဖြစ်ပေါ်လာခြင်းကတည်းကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ရဲသားများပြပါဝင်ပါလက်စတိုင်း9600ကျော်တည်ဆုံးခဲ့ပြီးဖြစ်တယ်လို့ဟာမတ်စ်လက်အောက်ခံဂါဇာကျမ်းမာရေးဝန်ကြီးဌာနကကြေညာထားပါတယ်ခင်ဗျာ ါကတော့ဒီကနေ့မွန်းတဲ့ပိုင်းမှာနောက်ဆုံးရရှိတဲ့သတင်းတွေကိုကျွန်တော်ဝင်ရကဝိုင်းတော်သားတွေနဲ့ဒူးစူးသီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးစေအာနာရှင်စနေဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့ဒူးကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။ the sea. Say just what I do me. Chose a gent of me. Fairy on Zulu twin at that we be said me. Now we go see ten you at me. Sara kuni pe ma kaura len twin me. Ye in twin tau pi pi tatti de sa ni. Yendu ana ju mya che mo mi khen mi. Nyen shin nya ne swe che ti ni. Yo ji di.

جدي بمتي